ားလုံးပဲမင်္ဂလာပါအခုဗီဒီယိုလေးမှာတော့ Google Drive ကိုဘယ်လိုသုံးပြမလဲဆိုတဲ့အကြောင်းလေးကိုပြပြသားမှာဖြစ်ပါတယ်အဲ့တော့ညီမတို့ဒီမှာ Google Drive လို့ရိုက်ရှာလိုက်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီအောက်မှာပေါ့နော်ဒီမှာဒီလိုမျိုး triangle ပုံစံလေးနဲ့ Google Drive ဆိုတဲ့ဟာလေးကိုတွေ့ပါပြီအဲ့ဒါဆိုလို့ရှိရင်အဲ Google Drive လေးကိုနှိပ်လိုက်မယ်ဆိုရင်ညီမတို့ဒီဘက်ထဲကိုရောက်သွားပါလိမ့်မယ်ပေါ့နော် ါကတော့ Google Drive ကိုစစချင်းနေရာပုံစံမှာအထက်မှာ바ဒေတာမှမရှိသေးဘူးပေါ့နော်အဲ့တော့ Google Drive ကိုဘာကြောင့်မလို့သုံးချလဲပေါ့နော်အဲ့တော့ Google Drive ကိုဘာလို့သုံးရလဲဆိုတော့ကိုယ့်ရဲ့ data တွေကိုတင်ထားဖို့အဲပြီးလို့ရှိရင်ကိုယ့်ရဲ့ data တွေကိုတကယ်ကြီးနေကိုပြန်ရှင်းဖို့စသဖြင့်ဒီလိုရဲချက်တွေနဲ့ Google Drive ကိုသုံးပြကြရဲပေါ့နော်အဲဒါကတော့ Google Drive ကိုအသုံးပြရနေဖြစ်ပါတယ် Google Drive မှာဘာတွေရှိသေးလဲဆိုလို့ရှိရင်သူထဲမှာ Google Document နဲ့ create လုပ်လို့ရတယ် Google Sheet တွေ Google Slide Google Form နဲ့အာတခြားသော Google Tools တွေကို create လုပ်ပြီးတော့အသုံးချလို့ရပါတယ်။အဒီပိုင်းလေးကိုလည်းအာဆက်ပြီးတော့ပြပြပေးသွားပါမယ်ပေါ့နော်။အဲ့ဒါမှဆို Google Drive မှာ folder လေးတစ်ခုအရင်စောက်ကြည့်ရမယ်ပေါ့နော်။အဲ့တော့ folder လေးစောက်လိုက်မယ်။ folder နာမည်က my family ပေါ့နော်။အဲ့တော့ဒီလို folder လေးစောက်လိုက်မယ်။ ဒါဆိုလို့ရှိရင်ဒါကိုဖိုလာလေးတခုရပြီ F folder ထဲမှာကိုထည့်စင်တဲ့ပုံလေးထည့်လို့ရရပေါ့နော်ဥပမာကိုစက်တင်မှာရှိတဲ့ပုံလေးထည့်မယ်ဆိုလို့ရှိရင်တော့ new ကိုနှိပ်မယ် file app အာ file upload ကိုနှိပ်မယ်ပေါ့နော်အဲ့ဒါပြင်ကိုစက်တင်မှာရှိတဲ့ပုံလေးတွေကိုထည့်လို့ရပါတယ် ဒါဆိုလို့ရှိရင်ဖိုတိုလေးကို upload လုပ်နေပြီပေါ့နော်အဲ့တော့ဒါကတော့ကို family တရားမိသားစုပုံလေးတစ်ပုံထည့်လိုက်ပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူ့ကိုဘယ်လို view မျိုးနဲ့ကြည့်ချင်လဲပေါ့နော်အဲ့တော့ဒီမှာဆိုရင် grid layer ပေါ့ဒါဆိုရင်ဒီလိုမျိုး grid ပုံစံနဲ့မြင်ရလိမ့်မယ်ပေါ့နော် အဲ့တော့ grade layout ဖြစ်စေဒါမှမဟုတ်ဒီလိုမျိုးအာအာ down line ပေါ့နော်အဲ down line ပေါ့ down line ဖြစ်စေအာကြည့်လို့ရပါတယ် Rabina info လေးနှိပ်မယ်ဆိုလို့ရှိရင်တော့ဒါကိုယ့်ရဲ့ drive ရဲ့ detail လေးပေါ့နော်အဲအုံနာကဘာတူလဲမပင်နေမှာပါလုပ်ခဲ့လေပင်နေမှာခရီးလေပင်နေမှာထပ်ပြီး update လုပ်ထားလေစာချင်းဒါလေးတွေကိုတွေ့ရပါလိမ့်မယ်အဲ့တော့ဒါကတော့ drive ထဲမှာရှိတဲ့ပုံလေးဖြစ်ပါတယ် my family တွေကိုထည့်လိုက်တဲ့ကိုယ်ဆက်တရားနေရောထည့်လိုက်တဲ့ပုံလေးပေါ့နော်နောက်ထပ်တစ်ခုကတော့အဲဘာလို့ရလဲဆိုရင် Google Document ကြီး create လုပ်လို့ရပါတယ်ပေါ့နော်အဲ့တော့ Google Document လေးကိုနောက်ဗီဒီယိုလေးတွေမှာဆက်ပြီးတော့ပြပြပေးသွားပါမယ် 阿，拉买几时得卖的？